မိတ်ဆွေတခါမှမကြားဘူးလေတစီချောက်တဲ့ကောလိပ်ကျောင်းအကြောင်းကိုစဉ်းစားကြည့်ဘူးပါဒလားအဲ့ဒီကျောင်းမှာပျောက်ဆုံးသွားတဲ့ကျောင်းသူတွေရဲ့လှုပ်ဝက်ချက်တွေနဲ့မော်ပညာတွေရှိနေတယ်ဆိုရင်ဘယ်လိုနေမလဲဆာဗီယာမိုရီနိုဂါစီယာရဲ့တေဘီဝစ်ချင်းစာအုပ်ကအဲ့ဒီလိုထူးဆန်းတဲ့ကဘာတဲ့ကိုခေါ်ဆောင်သွားမှာပါဆာဗီယာမိုရီနိုဂါစီယာဆိုတဲ့စာရေးဆရာမကဒီစာအုပ်ကိုရေးသားထားတာပါသူကထိတ်လန့်သေးဖို့ဇလန်းတွေကိုရေးသားရမှာနာမည်ကြီးသူပါ ဒီစာအုပ်ထဲမှာဆိုရင် member contrarus ဆိုတဲ့ mexican ကျောင်းသူတဦးဟာ new england က stone ridge college မှာပညာသင်ကြားနေပါတယ်သူဟာသူ့ရဲ့အဖွားရဲ့ဆုံးမဝေပုံမြင်တွေနဲ့၆ချားဖွဲ့ရာရှုခင်းတွေကြောင့်အများနဲ့၆ချားနေသူပါ college ကျောင်းကြီးက victoria ခေမ်မြူနဲ့ which ticket လို့ခေါ်တဲ့ brian ရဲ့ဓလေ့တွေနဲ့ပြည့်နှက်နေပြီးအတိတ်ပုံမြင်တွေနဲ့အသက်ဝင်နေတယ်လို့ခံစားရပါတယ် မင်မာဟာသူမရဲ့သူတေသနစာတမ်းအတွက်မေးရခံထားရတဲ့ဟောရာစာရေးဆရာ Patrick Tremblay ရဲ့အကြောင်းကိုလေ့လာနေပါတယ်။သူမဟာမိသားစုရဲ့မျှော်လင့်ချက်တွေနဲ့တဘာဝအလွန်အငွေသက်တွေရဲ့ဖိအားကိုခံစားနေရပြီးအထီးကျန်ပြီးစိုးရိမ်တော့ကတွေနဲ့ပြည်နေပါတယ်။ကြောင်းထဲကဒေါင်းတွေတစေ၆တဲ့အဆောင်တွေနဲ့ပျောက်ဆုံးသွားတဲ့မိန်းကလေးတွေကြောင့်ကသူမကိုပို့ပြီးစိတ်မသက်မသာဖြစ်စေပါတယ်။ 1934ခုနှစ်မှာဘာဂျီးနီးယားဆမာဆက်ဆိုတဲ့အကြောင်းသူတယောက်ပျောက်ဆုံးသွားခဲ့ပြီး Betrayal Tremblay ရဲ့ Definition ဆိုတဲ့ထိတ်လန့်ဝတ္ထုကိုအဲ့ဒီအဖြစ်ပြက်ကနေစိတ်ကူးရယူရေးသားခဲ့ပါတယ်။မင်ပါကကောလိပ်ရဲ့မှတ်တမ်းတွေနဲ့ကျောင်းရဲ့လူမှုရေးရာထူးတွေကိုလေ့လာရင်းနောက်ထပ်ကျောင်းသားတယောက်ဖြစ်တဲ့ Thomas Murphy လည်းထူးဆန်းစွာပျောက်ဆုံးသွားကြောင်းသိလိုက်ရပါတယ်။ပျောက်ဆုံးမှုနှစ်ခုစလုံးမှာဆုံးတက်တွေထူးဆန်းတဲ့တင်ဒါတွေနဲ့အမဲလိုက်ခံရတဲ့ဆိုတဲ့ကောလာဟာလာတွေထွက်ပေါ်နေပါတယ်။ မင်ပါကနိုအာယိတ်စ်နဲ့တွေ့ဆုံပြီးသူကထရမ်ပလီရဲ့ကိုပိုင်စာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီးတီကောင်းစရာတွေကိုပြောပြပါတယ်။နိုအာယိတ်စ်ရဲ့အဖွားကာရိုလင်းကအတိတ်ရဲ့လှုပ်ဝှက်ချက်တွေကိုဖော်ထုတ်နိုင်မဲ့တဲလွန်စာတွေကိုပိုင်ဆိုင်ထားပါတယ်။1908ခုနှစ်မက္ကဆီကိုမှာအဘကူယိုဂါဆိုတဲ့မင်္ဂလိတယောက်ရဲ့အကြောင်းလဲပါဝင်ပါတယ်။သူ့မိသားစုဟာဝမ်းနည်းစရာအဖြစ်အပျက်တွေနဲ့ဆုံးကဝေရွေအကြောင်းပြောဆိုနေကြပါတယ်။အဘရဲ့အကူပျောက်ဆုံးသွားပြီး တရိတ်ဆန်တွေလည်းထူးဆန်းစွာတည်ဆုံးကမြေတွေကချိန်စာတင့်နေတယ်လို့ပါပဲအဘရဲ့အမြင်အာရုံတွေကမင်မာရဲ့ကြောက်ရွံ့မှုတွေနဲ့တူညီနေပါတယ်အဘရဲ့မိသားစုကစုံမျိုးနယ်လို့ပြောကြတယ်လို့မင်မာရဲ့အဖွားကလည်းတဘာဝလုံးအတွေ့အကြုံတွေကိုခံစားခဲ့ရပါတယ်ဒီဇလန်ကမျိုးဆက်တစ်ခုပြီးတစ်ခုအမျိုးသမီးတွေရဲ့ကံကြမ္မာကိုထိခိုက်စေတဲ့ဒဏ်ရာတွေရိုးရပုံမြင်တွေနဲ့အမွေဆက်ခံရရှိထားတဲ့အရေးချင်းတွေအကြောင်းကိုဖော်ပြထားပါတယ် ရာယာရဲ့တလေးကဒီဝတ္ထုရဲ့အဓိကအချက်ချနေရပါပျောက်ဆုံးသွားတဲ့မိန်းကလေးတွေတစ်စီမီးရောင်တွေနဲ့တမိုင်းဝင်ဖြစ်ရက်တွေရဲ့နောက်ခံနေရာလည်းဖြစ်ပါတယ်မင်ပါအတွက်တော့အဲ့ဒီနေရာကလမ်းကြောင်းတစ်ခုဖြစ်တယ်လို့စိုးရိမ်ပူပန်စရာနေရာတစ်ခုလည်းဖြစ်ပါတယ်1934ခုနှစ်မှာဂျင်းနီစမားဆက်ကိုအဲ့ဒီနေရာမှာနောက်ဆုံးတွေ့ခဲ့တာပါအဲ့ဒီနေရာကတက်ရှိတွေနဲ့တေဆုံးသူတွေကြားကနယ်နိမိတ်တစ်ခုဖြစ်ပြီးတာမန်ယာတွေနဲ့မော်စွမ်းတွေရောရှက်နေတဲ့နေရာပါ ခြောက်ခြားစရာကောင်းတဲ့အငွေသက်တွေကအဲ့ဒီနေရာမှာပိုပြီးပြင်းထန်ပြီးတောက်ဆုံးသွားတဲ့သူတွေရဲ့ဇလန်းတွေကိုလည်းခံစားနိုင်ပါတယ်။ကျောင်းဝင်းထဲမှာရှိတဲ့ Joyce အိမ်ကတဘာဝလုံလှောက်ရှားမှုတွေရဲ့အချက်ချာနေရာတစ်ခုပါ။မင်ဘာကအိမ်ရဲ့တစ်သားထဲတွေမှာမကောင်းဆိုးဝါးတွေကိုတားဆီးတဲ့တင်ဂီတာတွေကိုတွေ့ရှိခဲ့ပါတယ်။ဂျင်းနီစမဆက်ရဲ့တစေကအဲ့ဒီအိမ်မှာရှိနေပြီးသူမရဲ့မပြီးဆုံးသေးတဲ့ကိစ္စတွေကိုလည်းခံစားနိုင်ပါတယ်။မင်ဘာကဂျင်းနီရဲ့နောက်ဆုံးထားခဲ့တဲ့စာတစောင်ကိုတွေ့ရှိခဲ့ပြီး သူမကိုဘယ်သူတက်သွားလဲဆိုတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။အတိတ်ကအဝေးကြီးမဟုတ်ဘူးဆိုတာကိုလည်းသိရှိခဲ့ပါတယ်။အဲ့ဒီအဆောင်ကကာကွယ်တဲ့မော်နဲ့အမဲလိုက်တဲ့ဆုံးအတက်ကြားကတိုက်ပွဲတစ်ခုဖြစ်လာပါတယ်။မင်ပါကသူ့ရဲ့သူတည်တနာကိုနက်နက်နဲနဲလိလာလိလိမကောင်းဆိုးဝါးရရဲ့ပြစ်မှတ်ဖြစ်လာလိလိပါပဲ။ခေါင်းကိုက်တာစိုးရိမ်ပူပန်တာနဲ့စောင့်ကြည့်ခံရတယ်လို့ခံစားရတာပြီးပြင်သူမရဲ့တကားမှာတေဆုံးနေတဲ့တိရစ္ဆာန်တွေနဲ့ဆုံးတင်ဂီတာတွေကိုတွေ့လာရပါတယ်။ဒီတိုက်ခိုက်မှုတွေကဂျင်နီနဲ့ အဘာတို့ရဲ့အတွေ့အကြုံတွေနဲ့တူညီနေပါတယ်။ Beatrice Trembly နဲ့ Edgar Yates တို့ဟာဂျင်နီရဲ့ပျောက်ဆုံးမှုကြောင့်ခြောက်ခြားနေပြီးပျောက်ဆုံးနေသူတွေရဲ့ blacklist စာရင်းကိုပြုစုခဲ့ပါတယ်။ဒီမှတ်တမ်းစာအုပ်ကအမျိုးသမီးတွေရဲ့ဇလန်းတွေဖျောက်ဖျက်ခံရခြင်း၊ဒဏ်ရာတွေဆက်လက်တည်ရှိနေခြင်းနဲ့ပတ်မိဖို့လိုအပ်ခြင်းတွေကိုကိုးစားပြုပါတယ်။ချိန်စာတွေကရိုးရပုံမြင်တွေထဲမှာပဲရှိတာမဟုတ်ဘဲအစွမ်းထက်တဲ့ဆုံးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ Caroline Yates နဲ့ ူအဖေဝင်းဂရစ်တို့ကသူတို့ရဲ့မော့ဆွမ်းတွေကိုအသုံးပြုပြီးအပြစ်မဲ့သူတွေကိုဒုက္ခပေးခဲ့ပါတယ်။အဗာရဲ့ဦးလေးအတူရောကလည်းသူ့မိသားစုရဲ့ဒုက္ခတွေရဲ့အကြောင်းရင်းဖြစ်ပါတယ်။မင်ဘာအဗာဂျင်နီနဲ့ဘီထရစ်တို့ဟာမတူညီတဲ့နိလန့်တွေနဲ့ဆုံမျိုးနွယ်တွေဖြစ်ကြပါတယ်။ဒီဝိတ္ထုကအမျိုးသမီးတွေဟာချိန်စာတွေကိုသာမကခုခံနိုင်တဲ့ကိရိယာတွေကိုလည်းအမွေဆက်ခံရရှိကြောင်းဖော်ပြထားပါတယ်။အဲ့ဒီကိရိယာတွေကတော့အမြင်အာယုံတွေ ကာကွယ်တဲ့မော်ရီနဲ့ဇလန်းပြပြနိုင်တဲ့စွမ်းအားတွေပဲဖြစ်ပါတယ်။စွန့်ပစ်ထားတဲ့ဝင်းဂရီးစက်ယုံကအတိတ်နဲ့ပြစ်ဆုတ်ပံရဲ့ကြောက်မဖွယ်ရနေရတခုပါ။ဂျင်နီနဲ့ဆန်တီယာဂိုတို့အသက်ခံခဲ့ရတဲ့နေရာ၊တောမတ်စ်မာဖီတည်ဆုံးခဲ့တဲ့နေရာနဲ့မင်မာကိုနောက်ဆုံးရင်ဆိုင်ဖို့ခေါ်ဆောင်သွားတဲ့နေရာလည်းဖြစ်ပါတယ်။အဲ့ဒီစက်ယုံကစမှုပစ္စည်းချင်းမျိုးဆက်တွေရဲ့အကျင့်ပြက်ခြင်းနဲ့အစွမ်းထက်တဲ့သူတွေရဲ့ဖုံးကွယ်ထားတဲ့အကြမ်းဖက်မှုတွေကိုကိုးစားပြုပါတယ်။မင်ဘာက သူ့ရဲ့ဖွာနဲ့ အဘရဲ့ပုံမြင်တွေကနေတင်ယူပြီးကာရိုလင်းကိုတိုက်ခိုက်ဖို့အတွက် မော်စိတ်ကို ပြင်ဆင်ခဲ့ပါတယ်။အဘကလည်းသူ့ဦးလေးအာတူရိုကိုအနိုင်ယူဖို့အတွက်အလားတူနီလန်ကိုအသုံးပြုခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံးကအကိုက်ခံမှုခွင့်ပြုပြီးတားကောင်ရဲ့စာလောင်မှုကိုလက်နက်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ကာရိုလင်းနဲ့အာတူရိုတို့ကိုနောက်ဆုံးရင်ဆိုင်တိုက်ခိုက်တဲ့အခါရက်ဆက်ချင်းကျုပ်ပြီးကြောက်မက်ဖွယ်ကောင်းတဲ့အပြင်စိတ်သက်သာရရစီပါတယ်။ဆုံးတွေကိုကောင်းဖြတ်တက်လိုက်ပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေကပြာမုတ်တွေဖြစ်ပြောင်းလဲသွားကကျင်းစာတွေလည်းပြည့်ပြည့်သွားပါတယ်။နောက်ဆက်တွဲအနေနဲ့မင်ဘာနဲ့အဘာတို့ကအပိုင်းစာတွေကိုပြန်လည်စုစည်းခဲ့ပါတယ်။ကဘာကြီးကမှော့ဆန်းဆန်းပြန်လည်ကောင်းမွန်လာတာမဟုတ်ပေမဲ့ဒဏ်ရာတွေကရှိနေစေဖြစ်ပြီးစုံအစ်စ်တွေရဲ့ချင်းချောက်မှုတွေလည်းရှိနေပါတယ်။မင်ဘာကလိုအောက်ကိုတတိထားနေပြီးသူကသူ့မိသားစုရဲ့အစွမ်းစာတွေကိုစက်ခံနိုင်လားဆိုတာမသေချာပါဘူး။အဘာကလည်းသူ့ကလေးကိုပြုစုပြောင်းထောင်မှုပြင်ဆင်နေပြီး နာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကိုမသိပါဘူး။ဒီစာအုပ်ကမှတ်ဉာဏ်တွေဇလံပြောပြခြင်းတွေနဲ့ပျောက်ဆုံးသွားသူတွေကိုဂုံပြုဖို့ဘလောက်အရေးကြီးတယ်ဆိုတာကိုဖော်ပြထားပါတယ်။မင်ပါကအသက်ရှင်ကျန်ရသူတယောက်အနေနဲ့ဂျင်းနီအဘာနဲ့တခြားသူတွေကိုအမြဲတမ်းရနေပါတယ်။မိတ်ဆွေဒီစာအုပ်ထဲကသင်ခန်းစာတွေကတော့မိမတွေအပေါ်အနိုင်ကျင့်ပူကြတာတွေကိုမှတ်မိနေဖို့ပါပဲ။ထိတ်လန့်စရာတွေကိုရင်ဆိုင်ပြီးမော်ပညာနဲ့ရိုးရဓလေ့တွေကိုအသုံးချကာကိုယ့်ရဲ့အစွမ်းစာတွေကိုယုံကြည်ပါ။ မိမတွေရဲ့ဇလန်းတွေကိုမပြတ်မတော့အောင်မှတ်တမ်းတင်ဖို့လည်းလိုအပ်ပါတယ်။နောက်ဆုံးအနေနဲ့မိမတွေကိုကာကွယ်ဖို့နဲ့မကောင်းဆိုးဝါးတွေကိုတိုက်ထုတ်ဖို့အမြဲတမ်းအစဉ်သင့်ဖြစ်နေဖို့အရေးကြီးကြောင်းတိုက်တွန်းချင်ပါတယ်။